အားလုံးပဲမင်္ဂလာပါဖျာခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ဘုရားဆင်ခြင်မှုတွေအတိမဲ့တော့သူမဖြစ်နေဆိုရက်ခေါင်းစဉ်နေနေအတူတူဘုရားဆင်ခြင်မှုတွေဖြစ်ပါတယ်တိတုဩဝါရစာရဲ့နောက်ဆုံးပေါ့နော်နောက်ဆုံးပိုင်းဆုံးသက်လေးပေါ့ဏိကုံချုပ်လေးကိုကျွန်တော်တို့ဘုရားဆင်ခြင်မှုတွေဖြစ်ပါတယ်တိတုဩဝါရစာခန်းကြီး3အငယ်7မှာအာတိမသို့၎င်းဒုက္ခိတ်သို့၎င်း သင်စီတို့ငါစီလွတ်တော်ကနိကောပလိမြို့တိုင်အောင်ငါထံသို့လာခြင်းကကျူးစားလော့။ဆောင်းကာလပတ်လုံးထိုမြို့၌ငါနေမြို့အကျံရှိ။ဆိုဒီဆောင်းတွင်မှာအဲ့မြို့မှာသူရှိမယ်နိကောပလိဆိုတဲ့မြို့မှာသူရှိမယ်။ဘောနော်ဒါပေမဲ့ဟိုဖတ်ကြည့်တော့လေအဲ့ဒါကျွန်တော်သိနားမလဲဘူး။ဆိုတော့ကျွန်တော်အားနေတာလေဖြစ်နေတယ်။ ဆိုတော့အဲ့တော့ကျွန်တော်ကဒီဟိုနေတိတုဩရစာကိုဒီမြန်မာစံမီထဲမှာပြန်ဖက်ကြည့်လိုက်တယ်အဲ့ဒါငါဒီအာတိမသို့မဟုတ်ဒုခိတ်ကိုတင့်ထန်သို့စီလွတ်တော်ခါငါရှိရနိကောပလီမြို့သို့လာရင်ကြိုးစားလော့ဩအဲ့ကြတော့မှပြန်ပြီးတော့မှသဘောပေါက်သွားတယ်သူကဒီမှာအာတိမမဟုတ်လို့ရှိရင်ဒုခိတ်ကိုတိတုရှိနေတဲ့ credit ကျွန်းကိုသူပြန်လွတ်လိုက်မယ် ်လွတ်လိုက်တဲ့အချိန်ကြလို့ရှိရင်သူတို့ရောက်လာတာနဲ့တိတူရေမင်းရငါရှိနေတဲ့ဒီနီကိုပလီမျိုးပြန်ပြီးတော့မှလာဖို့အတွက်ကြိုးစားပါလာနိုင်အောင်လုပ်ပါသူကအဲ့လိုမျိုးပြောတာသူတိတူနဲ့ပြန်တွေ့မယ်ပေါ့လေဒါကိုပြန်ပြောတာဆိုတော့ဒါကြောင့်ကျွန်တော်တို့ဒီကျန်းစာကဟိုဖတ်တဲ့အခါမှာအချို့အရာကျွန်တော်တို့ပေချာနားမလည်ဘူးဆိုလို့ရှိရင်ဘုနောက်အခြား version တစ်ခုကိုပြန်ပြီးတော့မှ ုံးပြူရမှာပေါ့နော်ဆိုတော့အဲ့အဲ့ခံမှာလေကျွန်တော် recommend ပေးချင်တာကကြတော့ဒီမြန်မာဆံမီကဟိုတော်တော်လေးခက်တုံးနဲ့အဲ့လိုမျိုးပြန်ပြီးတော့မှအတိတ်ပဲမူရင်းအတိတ်ပဲလေမပြတ်သွားအောင်သူကဘာသာပြန်ပြီးထားတဲ့ပုံစံမျိုးတွေ့ရတာသူ meaning လေးတွေကပြန်ပြီးတော့မှဟိုမပြတ်သွားမူရင်းအရသာမပြတ်သွားစေဟော တကယ်တော့ဒီဆရာယူရတန်ကတော့အကောင်းဆုံးပဲအဲ့လိုမျိုးပေါ့နည်းနည်းလေးအချို့တနေရာလေးတအုပ်လုံးမှမှတစ်ချက်တစ်ချက်30 40ချက်လောက်ပဲရှိနိုင်တယ်နော်ဒါမျိုးဆိုတော့အချို့ဟို Bible translate လုပ်ထားတဲ့ဥစ္စာတွေပေါ့အာသူကသူတို့ version ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ဆရာယူရတန်ဥစ္စာ69ရာခိုင်နှုန်းလောက်ကိုပါတာအဲ့ဒီအရာကိုမှပြန်ပြီးတော့အခုနပြောလို့အချို့ဟာလေးတွေကပြန်ပြီးပြင်ထားတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့ဒါကြတော့လေကြည့်ရတာဟိုပေါ့နော် ူတို့မူပိုင်လည်းမဟုတ်ပေါ့ဆရာယူရတန်ရဲ့မူပိုင်အောင်မှနည်းနည်းလေးပြန်ပြီးတော့မှမှားပြင်ထားပါတယ်လို့ပြောထားလို့ရှင်နေဟုတ်တယ်မဟုတ်လို့ရှင်သူတို့ကဘာပြန်ပြောလဲဆိုတော့အဲ့ဒီကျန်းစာကသူ့ရဲ့မူပိုင်ပုံစံမျိုးဒါပေမဲ့အထင်းရစာသားတွေနဲ့အရေးသားတွေအကုန်လုံးကအာဒါဆရာယူရတန်ရဲ့ version ပဲဖြစ်နေတယ်ဆိုတော့ပြည့်ရတာပေါ့နော်ဒါမျိုးနောက်ခေတ်သုံးဆိုတော့တမျိုးရှိသေးတယ်အဲ့ဒါလေးလည်းကောင်းတယ်အဲ့ဒါလည်းခုခေတ်လူငယ်တွေအဲ့ဒါလေးဟိုဖတ်ပြီးတော့မှ ိုလို့ရှိရင်ပို့ပြီးတော့မှသူ့ရဲ့အဲကျန်းစာရဲ့အနက်တိတ်ပဲကိုဒီခေတ်နဲ့လိုက်လျောညှိချွေရှိတဲ့စာသားလေးတွေဖြစ်တာပေါ့နော်အဲဒါမျိုးလေးနဲ့ဆိုလို့ရှိရင်ကျန်းစာကိုနားလည်နိုင်ပါလားဘာလို့ဆိုတော့အာအချို့လူငယ်လေးတွေပေါ့နော်သူတို့တွေကျန်းစာကိုမသိလို့လာမေးတဲ့အခါမှာခုနကပြောလို့အဖြတ်တောက်လေးတွေကလိုအပ်တာမျိုးလေးတွေရှိနေတယ်ဆိုပြီးတော့သူတို့နားမလဲဒီဆရာယူရတဲ့ ကိုသူဖတ်တယ်ကျူးစားဖတ်တယ်နားမလည်ဘူးဆိုတဲ့အခါမှာအဲဒါကြောင့်ကျွန်တော် chart version လေးနဲ့ပြင်ပြီးတော့တွဲဖက်လိုက်လို့ရှိရင်တော့ကျန်းစာရေးဆိုလိုရင်းကိုပို့ပြီးတော့မှနားလည်ဖို့ရှိမှာဒါတော့အတမန်တို့ရှင်ပေါ်လူကဒါသူ့ရဲ့နောက်ဆုံးပိုင်းဆိုတော့တည့်ရဲ့အတိုင်းသူပြန်ပြီးတော့မှနှုတ်ဆက်မယ်အဲပြီးတော့မှသူအကျိုးအကြောင်းလေးတွေသူပြောပြမယ်အဲသူမှားစရာရှိတာလေးတွေမှားမယ်ပြီးတော့ကြည့်သူချီးမွမ်းပြီးတော့မှအဆုံးသက်ပြန်ပိတ်တဲ့အရာလေးဖြစ်တာပေါ့နော်ဒါတော့ခုနတီတူကိုသူပြန်တွေ့မယ်ပြန်တွေ့ခြင်းမီ တော့မှခုနအဲ့ဒီမှာပါတဲ့အာတီမဆိုတာရောတဲ့ကျွန်တော်ဟိုအချားနေရာတွေမှာသူကူကာထားတာမျိုးပါဝင်ထားတဲ့သူမျိုးမတွေ့ရဘူးတူခိတ်ကတော့တွေ့ရတယ်ဗျတူခိတ်ကိုပမာတွေ့ရလဲဆိုလို့ရှိရင်ဒါကကြတော့ကိုလိုတေခန်းကြီး၄ငွေခုနှစ်အဖက်ခန်းကြီး၆ငွေ21ဒါကြံ့ကြုံလေးတွေပဲကျွန်တော်ယူထားရအောင်သူကဘာလုပ်တဲ့သူလဲဆိုလို့ရှိရင်ဒါရှင်ပေါ်လူရဲ့ယုံကြည်စိတ်ချရတဲ့သူဖြစ်တယ် ဘာလို့ပြီးလဲဆိုရင်ခုနအီဖက်နဲ့ကောလောသေးကိုဒီကြီးထားတဲ့ overall စာတွေသွားပို့ပြီးရဲ့သူဖြစ်တယ်ပေါ့နော်ဒါတပည့်တော်တွေကတယောက်ပဲဖြစ်တယ်ဆိုတော့ပြီးရဲ့ဒါတို့လားသူစုဂျေဇူးကြီးတွေကိုအတုံးချတဲ့နေရာမှာအချို့တွေကဟိုဟောပြောနိုင်ကြမှာဟောပြောမယ်ဒါပေမဲ့တစ္ဆာရှိပြီးတော့မှအဲခုနလိုအစီခံတယ်သူခေတ္တသွားမပို့ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီအီဖက် overall စာတို့ကောလောသေး overall စာဆိုတာကျွန်တော်ဖတ်ရမှာလည်းမဟုတ် တိမှလည်းမဟုတ်ဒီချင်းမှာရှိနေတဲ့ဘုရားသခင်ရဲ့အလိုတော်အသိတော်နဲ့ပတ်သက်တဲ့တွင်တင်ချက်တွေကိုကျွန်တော်နားလည်မှာမဟုတ်တော့ဘူး။ဘုရားဒါဒီဒုက္ခိတ်ကနေပြီးတော့မှသွားပို့တဲ့အာသွားပို့ပြီးတဲ့သူ့ရဲ့တက်နိုင်တဲ့ဘက်ကနေအစီခံတဲ့ဥစ္စာ။ဆိုတော့အခေခါတော့ကလည်းတဏျာနဲ့တရားခီးသွားဖို့ဆိုတော့ဝေးတယ်လीနော်။သူဒါကိုသူသွားတယ်ကြိုးစားပြီးတော့မှဒါကိုသွားပို့ပြီးတဲ့အနေထားမျိုးလို့တွေ့ရပါဒါလေးတွေကိုလည်းကျွန်တော်မြင်ရပါတယ်။ဆိုတော့ဒီအတ္တိမဟောကျွန်တော်မသိဘူးပေါ့နော်။ဒါကို နားလေရတယ်ပြီးတော့မှ ਨੇ 73မှာကျန်းကျန်းဆေယာဇီရနဲ့အာပေါလုဆိုတော့အဲ့ဒီကျန်းဆေယာဇီရဆိုတာကိုလည်းကျွန်တော်တို့ချားနေရမှာမတွေ့ရအောင်ဆိုတော့ဖြစ်နိုင်တာကတော့တဲ့ဂျူးတွေရဲ့ဒါစာချကိုတော့စာချပုဂ္ဂိုလ်ဖြစ်မဲ့ရဘီတင်ပြီးရတူပေါ့နော်အာကျွန်တော်ကျွန်တော်ပြောပြတယ်ဒီယူယူဂျူးယောက်ျားတွေကိုတရားစရက်ဒီမှာ တွားပြီးတော့မှဒီဟိုဂျူးရဲ့ဒီကျန်းကိုပေါ့နော်တညတိကျန်းနဲ့အနာဂတ်တိကျန်းတွေကိုသူကသွန်သင်ပေးရသူတို့ပဲဖက်ပြီးတော့သွန်သင်ပေးရတဲ့ rugby လို့ခေါ်တဲ့ဆရာ teacher ဖြစ်နိုင်တယ်နော်ဒါသူတို့ master teacher ဆိုလို့သူဖြစ်နိုင်တယ်သူပြောင်းလဲလာတဲ့သူဖြစ်တဲ့အခါမှာသူကဒါကျန်းစာကိုနားလည်သွားတယ်ကျမ်းစာရဲ့အတိတ်ပဲပြီးတော့မှသခင်ခရစ်တော်ကြွလာတဲ့အခါမှာဒီနေရာတွေကသူက ပိုင်းခြားပြီးတော့မှတည်သွားတယ်ပြီးတော့မှဝิญဉ်တော်ဝิญဉ်တော်ကလည်းသူ့ဖော်ပြအလင်းပေးတဲ့အခါမှာပို့စုံလင်သွားတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပို့နားလေသွားတာဒါကြောင့်ကျွန်တော်တို့တက်တာထဲမှာလည်းဓမ္မဟောင်းကျမ်းစာကိုဖတ်တဲ့အချိန်မှဖြစ်ဓမ္မသစ်ကျမ်းစာကိုဖတ်တဲ့အချိန်မှဖြစ်ဝิญဉ်တော်ကကျွန်တော်တို့ဖော်ပြရတယ်ဆိုလို့ရှိရင်ဒါဟာအချိန်ဆက်အကုန်လုံးမိသွားတဲ့အခါမှာပို့ပြီးဖျက်သခင်အကျဉ်းစီကိုနားလေသဘောပေါက်ဖို့ကြောင့်ဖြစ်ပါဒါကြောင့်ကျမ်းစာဖတ်တိုင်းမှာလည်း အသင်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့လမ်းပြဖို့ကျော်ဆွတောင်းပြီးတော့ဖတ်တယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့လမ်းပြတဲ့အရာဘုရားသခင်ပေါ်ပြတဲ့အရာဘုရားသခင်သွန်သင်တဲ့အရာဘုရားသခင်ဆုံးမတဲ့အရာနော်ဒါလေးဘုရားသခင်ဂတိတော်ဒါလေးတွေကိုကျွန်တော်တို့ကသိချာနားလည်သဘောပေါက်ပြီးတော့အသက်တာထဲမှာအဲ့ဒီအတိုင်းသွားလာရက်တည်ဖို့တို့ဖြစ်မယ်ဆိုတော့နားလဲရတယ်ဆိုတော့ဒါဇီရာဆိုတဲ့ပုဂ္ဂိုလ်ကဇီနာဆိုတဲ့ပုဂ္ဂိုလ်ကကျွန်တော်မသိဘူးဒါပေမဲ့အပေါလူကကျတော့ကျွန်တော်တို့ဒါ တမန်တော်ဝုဒ္ဓခန်းကြီး78ထဲမှာကျတော့သူ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့အကောရိန္သုတွေမှာလည်းတွေ့ရတယ်ဗျာနော်အဲ့တော့ကောရိန္သု3လောက်မှာနှစ်3ပေါ့နော်ခန်းကြီးနှစ်ခန်းငယ်3ပြင်မှာကျွန်တော်တေချာတော့မသိဘူးဆိုတော့ခဏလေးအဲ့လေးနည်းနည်းကြည့်ပေးမယ်တက်ကောခန်းကြီး3ငယ်လေးမှာတယောက်တော်သူကငါသည်ပေါ်လူတစ်ပည့်ဖြစ်၏ဟူ၍၎င်းတယောက်ကငါသည်အပေါ်လူတစ်ပည့်ဖြစ်၏ဟူ၍၎င်းအတီတီ ြောကြလင်ဇာတိပဂတိလူဖြစ်ကြတယ်မဟုတ်လောအဲအဲ့ဒါမျိုးเนาะဒါအပေါ်လူကဒီနှုတ်ရစွမ်းရည်ကောင်းတယ်သူရဲ့စုကျေစုကအဟောပြောကောင်းတဲ့အခါမှာအဲကိုရင်သူမျိုးမှာရှိရဲ့အာယုံကြည်သူတပည့်တော်တွေကသူ့နောက်ကိုပါသွားငါတို့ကတော့အပေါ်လူရဲ့တပည့်စသည်ဖြင့်အဲသူသူကလည်းတကယ်တော်တဲ့သူဒါပေမဲ့နောက်သူအားတဲ့ပထမပိုင်းမှာတော့ဒီအာယောဟန်ရဲ့ဗတ္တိဇံတရားကိုပဲသူသိတယ်ပေါ့နော်ဒါ ပြောမှရှိနေတယ်အေဝံဂေလိသတင်းစကားနဲ့တော့မချိတ်မိသေးဘူး။သူလည်းကြည့်ရတာဒီဂျူးဂျန်းဂျန်းဆင်အတယောက်ဖြစ်မယ်လို့ယူဆလို့ရတယ်။ဒါကြောင့်သူ့ကိုလေဒီမှာဟိုဒီဇီနာနဲ့တော့တွဲပြီးပြောထားတယ်။ဂျန်းဆင်ကဇီနာနဲ့အာပေါ်လို့ဆိုတော့ကတော့နောက်ပိုင်းဟိုကျွမ်းကျင်နေသူဖြစ်လာတဲ့အခါမှာတကယ်ပေါ်လို့နဲ့ဟိုတွဲပြီးတော့မှအမှုတော်ဆောင်ရွက်ရတဲ့သူဖြစ်လာတယ်ဆိုတော့တွေ့ရတာပေါ့နော်။ မနာလေရတယ်ဒါကိုဟိုတော့ဒါကြောင့်ဒီအပေါ်လူကလည်းတဲ့အဘေအရာမြမလူစီခြင်းကကျူးစား၍လမ်းနိုင်ပို့လို့ဆိုတော့ဟိုသူတို့ကအဲ့ဒီလမ်းကနေဖြတ်သွားတဲ့ပုံစံမျိုးပဲရေးထားတယ်ဒါကြောင့်အဲ့ဝပြုတ်ခိုင်းတာတိတူအဲ့ဒီကနေသူဖြတ်သွားဖို့ခြားတဲ့နေရာကိုသွားဖို့ရှိတဲ့အခါမှာသူတို့အတိချာလေးလူလီသေးမရှိအောင်လို့အာပို့ပြီးပါဆိုပြီးတော့မှပြောတယ်အဲ့ပြီးတော့ အငယ်၁၄ရောက်လာတဲ့အခါမှာဒီနှစ်ယောက်ကိုညှုံမီပြိုးတဲ့ပုံစံလေးဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးတော့လည်းမဟုတ်ပြန်ဘူးအောက်မှာတသက်သုံးတင်ချက်တခုဖြစ်လာတယ်လို့တွေ့ရတယ်ဒါအငယ်၁၄မှာငါတို့ဤလူများသည်လေအသီးမဲ့တို့သူမဖြစ်ကိုသုံးเสียရဖို့ရှိရမည်အကြောင်းကောင်းသောအကျင့်တို့ကိုအမြဲချင့်အပ်တော်ငါတင်ကြစေဆိုငါဤလူများသည်ဆိုတဲ့ကမှာတယုံကြည်သူတွေ တပည့်တော်ကြီးနော်ပြီးတော့မှအမှုတော်ဆောင်တွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့ तू ကဒီယုံကြည်သူခရိယန်တွေ तू ပြောတာဖြစ်တယ်ဆိုတော့ဒါတော့သိကြတယ်ငါဤငါတို့ဤငါတို့ဤလူများသည်ငါတို့ဤလူများသည်လည်းအတိမေတော့ तू မဖြစ်ဆိုကျွန်တော်အတိလို့ပြောလိုက်လို့ရှင်တော့အဝိညာဉ်ရေးဟာဒါဝိညာဉ်သည်ပေါ့နော်ဝိညာဉ်သည်ဂလာတိငါ နော်20နှစ်23အဲ့ဒါမျိုးကိုသူတို့ပြောကြတယ်ပြောရင်15ခရစ်တနိုက်တီးတဲ့အခါမှာတီးတီးတဲ့အသက်တာမှန်ပါတယ်ဒါလည်းမှန်တယ်ဒါပေမဲ့ဒီမှာကြတော့သူပြောခြင်းတဲ့အရာကကြတော့ကိုသုံးเสียဖို့ရှိရမည်အကြောင်းအဲ့ဒါလေးတစ်ချက်ပါတယ်ဗျအတီးမဲ့တော့သူမဖြစ်စင်းနဲ့ကိုသုံးเสียဖို့ရှိရမည်အကြောင်းဆိုတဲ့အခါမှာ တော့ယုံကြည်သူသားသမီးတွေအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့အလုပ်ကိုလုပ်ဖို့လုပ်ရမယ်အဲ့ဒီခေတုံးကပိုဆိုးသေးတယ်ဆိုခရိယန်ဆိုလို့ရှိရင်အဖက်ဖက်ကဖိနှိပ်တဲ့အရာရှိတဲ့အခါမှာသူတို့စီမှာအလုပ်ကန်ခွင်လန်းရှားတာလေဖြစ်တယ်နောက်တစ်ခုမှအလုပ်ကိုဟိုခရစ်တော်နောက်ပဲလိုက်တယ်ဆိုတဲ့ပုံဆောင်ခြင်းနဲ့ခုနပြောတဲ့ဘာသာကြီးဘန်းပြပြီးတော့မှ ိတ်ထင်းမှာနေတဲ့သူတွေကလည်းရှိတယ်ဆိုတာတွေ့ရတယ်။အဲအဲ့ဒါပဲမသိဖျားဝန်းနဲ့မွေလျော်နေတယ်လို့လို့လုပ်တယ်ဆိုတာတွေ့ရတယ်။ဆိုလို့မဖြစ်ရအောင်။ဆိုတော့ဒါကျွန်တော်ခင်းနေလေ၊ကန့်ညီတဲ့အနေထားကိုတွေ့ရတယ်။ဘာပြောလဲဆိုလို့ရှိရင်ကိုသုံးစရာဖို့ရှိရမည်အကြောင်းဆိုတာတဘောကဟိုကျွန်တော်အခြေခံကြတဲ့စာဝတ်နေရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာကျွန်တော်တို့ကခရီးရန်ယုံကြည်သူဖြစ်တယ်ဆိုလို့ရှိရင်အလုပ်လုပ်ရမယ်။ ကိုယ့်မိသားစုအတွက်လိုအပ်တဲ့ဥစ္စာကိုကိုလှုပ်ရမှာပဲ။ဟောဟိုငွေထွက်ရှာတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်လည်းဒါငွေထွက်ရှာရမယ်။ဒါပေမဲ့ခုနပြောတဲ့အောက်မှာဘာပြောလဲဆိုလို့ရှိရင်ကောင်းသောအကျင့်တို့ကိုအမြဲကျင့်အပ်သောငါတင်ကြစေ။အဲ့ဒီငွေထွက်ရှာတဲ့သူကဖယားသခင်ရဲ့အလိုတော်နဲ့အညီလောက်ကန်ဆောင်ရဲ့ချင်းအပြင်တမာအာဇီဝနဲ့ရလာတဲ့ငွေအဲအဲ့ဒီငွေနဲ့ဖယားကျွေးတယ်ဆိုတဲ့ဥစ္စာကိုတင်ယူရမယ်။ ဆိုတော့အဲ့ဒါဆိုလို့ရှိရင်အိမ်မှာရှိနေတဲ့သူမအင်ရှင်မတွေဖြစ်နိုင်တာပေါ့နော်အင်ရှင်မတွေကလည်းဒါအိမ်မှာအာအိမ်မှုကိစ္စနဲ့ပတ်သက်တဲ့ကိစ္စကိုလူလီသေးမရှိလုတ်ကင်ဆောင်ရွက်ရမယ့်သူဖြစ်ရမယ်ဆိုတော့ဒါခင်မွန်းတဲ့ရနေပြီးတော့မှမွေးရှာတယ်ဆိုလို့ရှိရင်အိမ်မှာဒီဇနီးတွေကလည်းအိမ်နဲ့ပတ်သက်တဲ့ဝေယဝိဆအိမ်နာမှုရေးရအောင်လုံးဝပိုင်နိုင်စွာနဲ့သူကအုတ်ချုပ်ပြီးတော့မှစီမံခန့်ခွဲနိုင်တဲ့သူဖြစ်ရမယ်နောက်ကျတော့ ဟိုပြောပြခြင်းနဲ့အရာလေးလေးရှိတယ်ဟိုကျွန်တော်အိမ်အောင်ကြာတော့အိမ်အောင်ကြာတော့ကျွန်တော်ဇနီးတင်နေကျွန်တော်နဲ့ကျွန်တော်အဲ့တော့အမှုတော်ဆောင်ဖြစ်တယ်ပြီးတော့အတင်းတော့မှာပဲပါဝင်တယ်အရင်တော့တော့ခီးဒီထွက်ပေါ့နော်အေဝလီဒီပြောသွားတယ်ဒါပေမဲ့အိမ်အောင်ကြာလာပြီဆိုတဲ့အခါမှလည်းတော့ဒီအာခရစ်တော်ကပထမမိသားစုကဒုတိယပြီးတော့မစ်ရှင်သွားရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမရဏသအသင်းတော်မှာပဲပါဝင်တယ်ဓမ္မပညာကဏ္ဍမှာပါဝင် တော့ကျွန်တော်အမျိုးသမီးကတော့အဲ့အချိန်မှာအလုပ်ရတယ်အလုပ်ရှိတယ်သူပေါ့နော်ဒါပုဂ္ဂလိကအင်္ဂလိပ်ကျောင်းတစ်ကျောင်းမှာသူအလုပ်လုပ်ရတယ်ဆိုတော့ဒီယာရူးရှိတဲ့အဲဒီ admin ဘိုင်းပေါ့ဒီ manager ဘိုင်းမှာသူလုပ်ရတာပေါ့နော်ဆိုတော့သူကဝင်ငွေကောင်းတာပေါ့ဗျာအဲ့ခါမှာသူကအလုပ်သွားတယ်ဆိုတော့သူလုပ်သွားတဲ့ခါမှာသူအိမ်လုပ်တယ်သူကူလုပ်ပါတယ်ဒါပေမဲ့သူကလည်းပြင်မှန်းပြီလေမနေ့ စိုးကြီးသွားတယ်ညနေ၄နိုင်၅နိုင်လောက်မှဆိုလို့ရှိရင်ပြင်ပန်းတာပေါ့နော်ဆိုတော့အဲ့ချိန်မှာကျွန်တော်အိမ်မှာဘာဖြစ်လာပြီလဲဆိုတော့အာဟိုနေအင်ဂျင်ကလို့ဖြစ်သွားတယ်အင်ဂျင်ကလို့ဖြစ်ပြီးတော့အိမ်မှာကျွန်တော်မိကြီးကိုလည်းကျွန်တော်ပြုစုရတာမျိုးရှိတာပေါ့နော်အိမ်မှာနေတဲ့အခါမှာဆိုတော့အိမ်မှာမနေဆိုလို့ရှိရင်ဈေးသွားအဲပြီးတော့မှချက်ပြုတ်အဲပြီးတော့ဟိုဇနီးတဲ့အတွက်ကိုသမင်းသမင်းချိန်ထည့်ပြီးအဲဒီလိုလုပ်တယ်ဆိုတော့အဲကျွန်တော်၄နှစ်လောက်ရတယ်ခုခုကတော့စဉ်းစားတယ် ငါဘယ်လိုလဲမသိဘူးငါအိမ်ရှင်မကြီးလားဆိုတော့ကျွန်တော်ကလည်းပြီးတော့အဲ့ချိန်မှာကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်ကျွန်တော်အမျိုးသမီးစားစင်တဲ့အရာကိုကျွန်တော်စဉ်းစားတယ်ပြီးတော့မှ तू ကကြိုက်တဲ့ဥမာပူဆက်ချင်းငန်းဒါလေးကြီးကြိုက်လို့ရှိရင်ကျွန်တော်အဲ့ဒါကိုစဉ်းစားပြီးတော့မှမနေ့ဈေးသွားမယ်ဆိုလို့ရှိရင်ငါဘာဘာချက်မယ်ပြီးတော့မှအဖို့ဒီပိုင်းကျွန်တော်ရှော်တယ်ဒါပေမဲ့အဖို့ရှော်ခဲ့နေပါအဖို့ရှော်တယ်ရှော်ပြီးသွားလို့ရှိရင်နေပူလန်း ကျွန်တော်မိဘူးတို့တက်အဲ့တော့ပြန်လာလို့ရှိရင်ကျွန်တော်မျိုးသမီးမိဘူးတိုက်တာတော်တယ်မိဘူးတိုက်ပြီးတယ်စသည်ဖြင့်ပေါ့ဆိုတော့ဟိုဒါပေမဲ့ရုပ်တရက်ကြည့်လိုက်လို့ရှိရင်ဒီကိစ္စတွေကအမျိုးသမီးလောက်ရမယ့်ကိစ္စဒါကမျိုးသားလောက်ရမယ့်ကိစ္စမဟုတ်ဘူးလို့ညင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးစိတ်ပေါ့အဲဝင်တယ်ဒါပေမဲ့မဟုတ်ဘူးငါကဒီချိန်မှာငါဟိုပတ်စံရှာနေတာငါမိမဖြစ်နေတာပေါ့ဆိုတော့အဲ့ခါမှာငါအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုမလုပ်ရမှာပဲ ဆိုပြီးတော့မှတက်နိုင်တယ်လို့ပေါ့နော်ဟိုအိမ်မှာရှိခဲ့ဟိုရှင်းစရာလင်းစရာလဲစရာကျင်းစရာရှိုးစရာဖွတ်စရာအတန်ရှင်လှုပ်စရာရှိလို့ပဲရည်တင်စသည်ဖြစ်မို့ဗျာဒါတွေအကုန်လုံးဇီးဝဲချက်ပြုတ်ဒါတွေအကုန်လုံးကိုကျွန်တော်စူးစမ်းပြီးတော့မှလုပ်ပါတယ်လေးနှစ်လောက်ပေါ့နော်နောက်တော့ဘုရားခင်အာကျွန်တော်တို့ပုံစံပြန်ပြောင်းပေးလိုက်တယ်ဘုရားခင်ကဒီကိုဗစ်တွေစဖြစ်လာတယ်အပြီးတော့မှဒီနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာပြီးတော့နောက်ပိုင်းမှာကျတော့သူလည်းအလုပ်ထွက်လာပြီးတော့မှ ဒီလိုပေါ့အိမ်မှာပြန်ပြီးတော့မှဟိုအဲ့လိုမျိုးပေါ့နေရာပြန်ပြောင်းပြီးလိုက်ပြန်အောင်ဖျက်တဲ့ခင်ကအိမ်မှာမျိုးသမီးကပြန်ချက်ပြုတ်အဲ့ဒီတော့အိမ်မှာလိုအပ်တဲ့အရာအခုလိုကျွန်တော်အဲဒီနှုတ်ကွက်တော်ဝင်ခါတဲ့ခါမှာလည်းပြင်ဆင်တဲ့ကိစ္စပိုင်းတွေအသင်းတော်မှာလည်းသူရဲ့စုကျေစုနဲ့သူပါဝင်တဲ့ပိုင်းကျွန်တော်လည်းကျွန်တော်ကကျွန်တော်ပါဝင်တဲ့ပိုင်းပြန်ဖြစ်သွားတယ်ပြောချင်တာကဟိုခုနပြောလို့ကျွန်တော်စားဖို့နေရေးအတွက်ကိုကျွန်တော်တို့တုံးစရာရှိဖို့အတွက် လို့ရမယ်ပြီးတော့မှအဲ့ဒီလိုလှုပ်တဲ့အခါမှာဘုရားသခင်ရဲ့အလိုတော်နဲ့အညီလောကထဲမှာလှုပ်ဆောင်ရမယ်အဲ့ဒါမှမှဘုရားသခင်ရဲ့သက်စီရကျွန်တော်တို့ဒီမှာရောက်လာပြီးတော့မှဩော်ဒါဘုရားသခင်ပြီးတဲ့ကောင်းကြီးဆိုတဲ့ဥစ္စာတမာအာဇီဝနဲ့ညီတဲ့ကောင်းကြီးဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်ဘက်ကနေသက်စီပြီးရလာတယ်ပြီးတော့ဘုရားသခင်ကဘာလှုပ်တက်လဲဆိုလို့ရှိရင်ကျွန်တော်အဲ့လိုလှုပ်လာတဲ့အခါမှာကိုတယောက်တည်းအတွက်မဟုတ်တော့သူတပားအတွက်ကိုပါသူကပေးလာနိုင်တဲ့သူ ဖြစ်လာတယ်ဆိုတော့တွေ့ရတယ်ငါတို့ဤလူများဒီလေအသီးမဲ့တော့သူမဖြစ်ကိုသုံးเสียရဖို့ရှိရမည်အကြောင်းကောင်းသောအကျင့်တို့ကိုအမြဲကျင့်အံ့သောငါတင်ကြစီအပေါ်မှာကြတော့ကျန်းစီယာဇီနာနဲ့အာပေါ်လူတို့နဲ့အဘေအရာမြမလူစီခြင်းကကြိုးစား၍လမ်းလိုက်ပို့လို့အော်အဲ့ဒါအဲ့ဒါဆိုတော့တိတုကအဲ့ဒီမှာလှုပ်ဆောင်နေနေသူကတော့အမှုတော်ဆောင်ဖြစ်သွားပြီဆိုတော့သူသူ့အတွက် အာဒီဟိုကောင်းကြီးရှိမှတင်တယ်နော်ကောင်းကြီးဆိုတာကျွန်တော်တို့ဒီအမှုတော်ဆောင်တွေပြောတာပေါ့သူ့ပြီးတဲ့အလှငွေဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီအရာဒီနဲ့အခုကဒီကနေဖြတ်သွားမဲ့အာဇီနာနဲ့အပေါ်လူကိုသူကလိုက်ပြီးတော့သွားတဲ့ခါမှာလက်မှာလူလူသေးမရှိအောင်သူတို့အတွက်ကိုပါကူညီပေးရတယ်ဒါကြောင့်ကျွန်တော်ခုနပြောချင်တာကကျွန်တော်တို့ကဘုရားသခင်ကျွန်တော်ရဲ့စာဝတ်နေကြီးကိုကျွန်တော်ကိုယ်တိုင်စပြီးတော့မှဘုရားသခင်က ဒီတမအာဇီဝါနဲ့လောကထဲမှာဖြည့်ရှင်းနေအောင်ဘုရားသခင်ပြင်ဆင်စီခြင်းနဲ့အဲ့မှာမဘုရားရဲ့တက်တည်ကိုရလာပြင်းလို့မရဘူးဟောကျွန်တော်တို့ဘျောင်းပြန်ဖြစ်နေလဲဖြစ်နေလိမ့်မယ်ဒါကြောင့်ကျွန်တော်အိမ်မှာအလုပ်လုပ်တဲ့သူတွေဖြစ်နေယောက်ျားတွေကအိမ်မှာလုပ်ပြီးမှမိန်းမတွေငွေရှားတဲ့အိမ်လုံးတကယ်ဖြစ်တာနော်အဲ့ဒါဒါဒါကျွန်တော်မှတ်မိတယ်အဲ16 18 19အဲ့လိုအမျိုးသမီးတွေအရင်လုပ်ကောင်းတယ်တော့အချို့အမျိုးသားတွေလည်းလုပ်ကောင်းတဲ့သူရှိပါတယ်ဒါပေမဲ့အမျိုးသမီးတွေကပို့ပြီးတော့မှအလုပ်ကောင်းပြီးတော့မှ position မြင့်ပြီးတော့မှလစာတွေအများကြီးရတာ တော့ယောက်ျားလေးတွေကနည်းနည်းအားနည်းတယ်ပေါ့ဗျာထားလိုက်ပါတော့အဲ့လိုမျိုးပုံစံဖြစ်ပြီးတော့ကျွန်တော်အိမ်မှာမြို့ဖို့ကြောင်ပြန်လောက်ရတဲ့သူတွေဖြစ်နေတာအဲ့တုန်းကဆိုတော့အဲ့လိုမျိုးဖြစ်နေလေဟိုကလောက်ရမှာပဲကိုယ့်အလုပ်မှာကိုတောင်းဝန်ကြီးစွာလှုပ်ဆောင်ရမှာပဲပြီးတော့မှသူတပားကိုပါပြန်ပြီးတော့မှအာစွန့်ကျင်းနိုင်တဲ့သူသူတပားအတွက်ကိုပါအာပီးကန်းနိုင်တဲ့သူဖြစ်လာအောင်လို့ဖျားခင်မစားပေးမယ်ဆိုတော့ဒီဥစ္စာကိုတွေ့ရတယ်ဒါကြောင့်ဒါကခုနကကျွန်တော်အဆုံးလေးလေး ဖက်ပြီးသွားပါပြီးတော့သူထုံးစံရှိသည့်တိုင်းဟိုသူနဲ့အတူတူဘသူကြီးရှိနေတယ်အဲသူတို့ကိုလည်းနှုတ်ဆက်ကြနှုတ်ဆက်ပါတယ်ပေါ့နော်ဒါလေးကိုအဆုံးသက်လိုက်ဆိုတော့ဒီလက်ကျန်ခန်းလေးမှာတော့ဒီရာလေးကိုကျွန်တော်ပွိုင်းတော့ပြန်လှုပ်ချင်တယ်ဘာလဲဆိုရင်ကျွန်တော်ကအသီးမေ့တော့သူဖြစ်လို့မရအသီးလို့ပြောတဲ့အခါမှာဝိညာဉ်ကြီးကအသီးပါတယ်လို့တစ်ဖက်မှာကျွန်တော်တို့ဘုရားသခင်ပြီးတဲ့ကောင်းကြီးတမာအာဇီဝအားဖြင့် ေးတဲ့ကောင်းကြီးရလဲကျွန်တော်ပြင်းရင်ချင်းမရှိဘဲနဲ့ဘုရားသခင်အလိုတော်နဲ့ကြိုးစားပြီးတော့မှလောကထဲမှာလှုပ်ဆောင်ခြင်းအပြင်ဘုရားသခင်ပေးတဲ့ကောင်းကြီးကိုကျွန်တော်တို့နဲ့သက်ဆိုင်တဲ့သူတွေကျွန်တော်တာဝန်ယူနိုင်တယ်လို့သူတစ်ပါးအတွက်ကိုပါထပ်ပြီးတော့မှ sharing လုပ်ပေးနိုင်တဲ့သူတွေဖြစ်လာဖို့သူတစ်ပါးအတွက်ကိုလည်းကုညီမဆာပေးနိုင်တဲ့သူဖြစ်လာဖို့အတွက်ဘုရားသခင်လိုရှိတယ်ဆိုတဲ့အရာလေးကိုကျွန်တော်ဝင်ခဲ့ခြင်းပါတယ်အားလုံးပေါ်မှာဘုရားသခင်တာကြီးကောင်းချီးပေးပါစေ